မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဖေဖော်ဝါရီလ15ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ်စခန်းသိမ်းတိုက်ပွဲသတင်းကတော့ကချင်လွတ်လပ်ရေးတပ်မတော် KIA ကမြို့သိမ်းတိုက်ပွဲပေါ်ဆောင်နေတဲ့ဗမော်မြို့မှာရှိတဲ့စစ်ကောင်စီရဲ့စေတပ်ကိုသိမ်းပိုက်ရရှိထားပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဗမော်မြို့မှာရှိတဲ့စစ်ကောင်စီရဲ့စေတပ်ကြပြီးလို့ စစ်ကောင်စီဝါရဖြန့် Telegram မှာမင်းညကရေးသားထားရမှာကချင်းသတင်းရေးမြစ်ကပြီးခဲ့တဲ့ရပိုင်းအတွင်းကတိမ့်ပတ်ရရှိခဲ့ခြင်းဖြစ်ကြောင်းပြောပြထားပါတယ်။ဗမော်မှာအမတ်၁၁စစ်မြေပြင်စစ်တပ်ရင်စမရ၁၁တိရှိတယ်လို့သိရပါတယ်။အခုဗမော်ဘက်မှာတချို့နေရာတွေကိုတိမ့်ထားတယ်။ဒါပေမဲ့လည်းသူကအသက်မထွက်ဘူးအသက်မထွက်ဘူးဆိုတာကထွက်လို့လည်းမရလို့မထွက်တာပါ။အရာကပြောလိုက်တာနဲ့လေရင်ကတန်းလာတာဘာဖြစ်လို့လဲဆိုတော့ဘယ်နေရာမှာဘာရှိတယ်ဆိုတာသူတို့ကကိုယ့်ထက်ပိုသိတာပေါ့ အဲ့ဒါတိန်းတာ200လောက်ရှိပြီဒါပေမဲ့လည်းသတင်းမထုတ်ပြန်ဘူးလေရင်ကခဏခဏလာတယ်ပြီးတော့ drone တွေရောပဲလို့ကချင်စည်ရေးသတင်းအရေးမြစ်ကပြောပါတယ်စစ်ကောင်စီကဗမော်မြို့ကိုလေကြောင်းအပြင်းထန်တိုက်ခိုက်မှုများပြုလုပ်ခဲ့ရာဖေဖော်ဝါရီလ23ရက်နေ့မနက်ပိုင်းကလည်းလေကြောင်းကနေတိုက်ခိုက်မှုတွေအလွန်ပြင်းထန်ခဲ့တယ်လို့သိရပါတယ် KIA ဟာဖေဖော်ဝါရီလဒုတိယပတ်အတွင်းက ဗမောအခြေဆိုင်၅တုံညတက်လေတင်ငါတက်ရင်ကိုတိမ့်ပိုက်နိုင်ခဲ့တော်လဲလေချောင်းရံချောင်းအဲ့ဒီတက်ရင်တိမ့်ပိုက်မှုကိုရက်အနေငယ်ကြာမှကချင်းသတင်းရင်းမြစ်ကအတိပေးခဲ့ပါတယ်ဗမောမြို့မှာအမတ်၂၁စစ်စင်အကိုကဲမှုဌာနချုပ်အပါအဝင်စစ်ကောင်စီရဲ့တက်ရင်ဌာနချုပ်၅ခုခန့်ရှိရာအမတ်93 36တန်ချက်ကတက်ရင်အမတ်366အမြောက်တက်ရင်စစ်ဘက်ရေးရလုံခြုံရေးတက်ခလာရ236တက်ဆွဲရနေရာတချို့ဗမောမျိုးလေရင်ခွင်းတို့ကိုတိမ့်ပိုက်ထားပြီးတော့မြို့ area အများစုကိုလည်း ်ရှင်းလင်းထိ ंछ ုပ်ထားပြီးဖြစ်တယ်လို့သိရပါဗါးစကားခ21ကိုတိမ့်ပိုင်နိုင်ရေးအတွက်အပြင်းထန်ထိုးစစ်ဆင်နေပြီးတော့တိုက်ပွဲများလည်းပြင်းထန်ကနှစ်ဖက်ထိခိုက်ကြာဆုံးမှုတွေရှိခဲ့တယ်လို့ကချင်စီရဲသတင်းရင်းမြစ်ကအသိပေးထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်ကြားဖြန့်သတင်းကတော့ကရင်ပြည်နယ်မြဝတီမြို့နယ်တရုတ်အွန်လိုင်းငွေလိမ်ဂိုင်းများအခြေစိုက်ရာကြောက်ခတ်ဒေသမှာအဆောက်အုံအစ်စ်များစွာကိုအချိန်ဟုန်နဲ့ဆက်လက်ပြီးတော့တိစောက်နေဆဲဖြစ်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖေဖော်ဝါရီလ9ရက်နေ့ကစတင်ပြီးတော့ထိုင်းစိုးရကမြဝတီမြို့နယ်အတွင်းမှာရှိတဲ့ကြားဖြန့်လုပ်ငန်းများကိုနှိမ်နှင်းတိုက်ဖြတ်နိုင်ရေးအတွက် မြန်မာဘက်အချမ်းကိုလျှက်စစ်မင်းနဲ့လောင်စာစီဖျက်တော်မှုများလုံဆောင်ခဲ့တယ်လို့သိရပါတယ်။ဖေဖော်ဝါရီလ23ရက်နေ့မှာကြောက်ခတ်ဒေသအတွင်းထဲကိုလူကုန်ကူးခံနေရတဲ့နိုင်ငံသား162ဦးကို DKBA ကထိုင်းအာဏာပိုင်များထံကိုပြန်လည်လွှဲပြောင်းပေးခဲ့ပြီးတော့ကြားဖြန့်ခိုင်းများကိုလက်ခံမှာမဟုတ်ကြောင်း ဒီကေပီခေါင်းဆောင်များကထုတ်ဖော်ပြောဆိုခဲ့ကြတယ်လို့သိရပါတယ်။ဒါပေမဲ့လက်ရှိအချိန်အထိကိုကြောက်ခတ်ဒေသမှာရှိတဲ့ကြားဖြန့်ဂိုင်းများအခြေစိုက်တဲ့ဇုံနယ်မြေများမှာအဆောက်အုံတစ်များစွာကိုအရှိန်ဟုန်နဲ့ဆက်လက်ပြီးတော့တိစောက်နေဆဲဖြစ်တယ်လို့သိရပါတယ်။ကြောက်ခတ်ထဲမှာတော့အဆောက်အုံတစ်တွေအများကြီးပဲဆောက်လုံနေတာဘီလက်မြေတူလောင်နဲ့ဂိုရောင်တွေစက်ရုံသေးသေးလေးတွေပါဖွဲ့ပြီးတော့ဒီအဆောက်အုံနဲ့လမ်းခေနာတွေကိုလုံနေတယ်။အဲ့ဒီအဆောက်အုံတစ်ဆောက်လုံတဲ့နေရာတွေကကြားဖြန့်နေအခြေစိုက်တဲ့နေရာတွေပဲစောက်နေတဲ့အဆောက်အုံတွေကလည်းရွှေကုတ်ကိုလိုမျိုး တိုက်တန်းရအတွဲကြီးတွေစောင့်နေတာပါအဆောက်အုံတစ်တွေစီကိုသွားမဲ့လမ်းတွေကလည်းခင်းနေတော့မယ်လို့သတင်းရင်းမြစ်ကပြောကြားထားပါတယ်ဒါအပြင်အဆောက်အုံတီဆောက်မှုလုပ်ငန်းခွင်များတဲ့ကိုထိုင်းနိုင်ငံနံပါတ်တွေတက်ဆင်ထားတဲ့ဘီလက်မြင်းနဲ့စောက်လို့ရေးပစ္စည်းတွေတင်တဲ့ကားများလည်းဝင်ထွက်နေစေဖြစ်ပြီးတော့ထိုင်းအစိုးရကလှုပ်ဆောင်နေတဲ့ကြားဖြတ်နှိမ့်နှင်းရေးလုပ်ငန်းများကြောင့်အဲ့ဒီစောက်လို့ရေးလုပ်ငန်းများကိုတစုံတရာထိခိုက်တဲ့ပုံစံမျိုးမရှိဘူးလို့အဲ့ဒီဒေတာအတွင်းမှာလှည့်လည်ကြည့်ရှုခဲ့ကြတယ်။သတင်းရင်းမြစ်ကပြောဆိုထားပါတယ်။လက်ရှိအချိန်ထိမြဝတီမြို့နယ် ကြောက်ခတ်ဒေသအတွင်းထဲမှာကြားဖြတ်ငွေလိန်ခိုင်းများဆက်လက်ပြီးတော့လဲပတ်နေစေဖြစ်တဲ့အပြင်ပိတ်လောင်ညှဉ်းပန်းနှိပ်စက်အလုတ်ခိုင်းခံနေရတဲ့နိုင်ငံသားများစွာလည်းရှိနေစေဖြစ်တယ်လို့သိရပါတယ်။ဆက်သွယ်သတင်းပေးပို့လာမှုများအရာတရီလင်ကနိုင်ငံသားတချို့အပါအဝင်လူကုန်ကူးခံထားရတဲ့နိုင်ငံသားများဟာကြားဖြတ်ခိုင်းနေတဲ့မှာဆက်လက်ပြီးတော့ပိတ်လောင်ညှဉ်းပန်းနှိပ်စက်ခံနေရစေဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့ရန်ကုန်တိုင်းဒလမြို့နယ်ကအသက်၁၄နှစ်အရွယ်ခွနတန်းကျောင်းသူမမိုးတဲချစ်ကိုတရုတ်နိုင်ငံမှာအလုပ်ရမယ်ဆိုပြီးတော့အမျိုးသမီးတဦးကခေါ်ဆောင်သွားပြီးတဲ့နောက်အစနာမတွေ့ရဘဲပျောက်ဆုံးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖေဖော်ဝါရီလ၃ရက်နေ့မနက်ပိုင်းမှာဒလမြို့နယ်ဘရင်တော်ရက်ကွက်မလိခ၃လမ်းထိပ်မှာနေထိုင်တဲ့အသက်၁၄နှစ်အရွယ်ခွနတန်းကျောင်းသူမမိုးတဲချစ်ဟာ ကျောင်းကိုသွားတဲ့အချိန်မှာပျောက်ဆုံးသွားခြင်းဖြစ်တယ်လို့သိရပါတယ်မမိုးတဲချစ်ကိုမိသားစုဝင်များကလိုက်လံရှာဖွေခဲ့တော့လဲမတွေ့ရှိရပါနဲ့နေအိမ်အတွင်းထဲမှာမြောင်းမြမျိုးဘက်ကိုသွားပြီးတော့အလုံးလုံးပဲဆိုတဲ့အကြောင်းကိုရေးသားခဲ့တဲ့စာကိုသာတွေ့ရှိခဲ့ရတယ်လို့သိရပါတယ်၎င်းမပြောက်ဆုံးပြီးဒလားမျိုးနဲ့ဒပင်ရွှေထီးရက်ကွာမှာနေထိုင်နေမဖြိုးဆိုတဲ့အမျိုးသမီးတဦးနဲ့အတူတွေ့ရှိခဲ့ရပြီးတော့တရုတ်နိုင်ငံမှာအလုံးသွားလုံးမဲ့အကြောင်းတွေကိုပြောဆိုနေတယ်လို့ပတ်ဝန်းကျင်ကပြည်သူများကကြားသိခဲ့ရအကြောင်းပြန်လည်ပြောပြထားပါတယ် ဖေဖော်ဝါရီလ23ရက်နေ့ညပိုင်းမှာမမိုးတဲ့ချစ်ကမိသားစုဝင်များကိုဖုန်းနဲ့ဆက်သွယ်ခဲ့ပြီးတော့၎င်းရဲ့သဘောဆန္ဒနဲ့ရဲဝေးမှာအလုပ်လုပ်ရန်လိုက်သွားခြင်းဖြစ်တယ်လို့ပြောဆိုလိုက်ပါတယ်။ခေါ်ဆောင်သွားတဲ့မချိုးကိုလည်းရဲစခန်းမှာအမှုမဖွင့်ရန်ပြောဆိုပြီးတော့ဖုန်းဆက်ပိတ်သွားတယ်လို့သိရပါတယ်။မိသားစုဝင်များကလည်းရဲစခန်းမှာအမှုဖွင့်ရန်လှုပ်ဆောင်နေကြတယ်လို့ပြောပါတယ်။မမိုးတဲ့ချစ်က23ရက်နေ့မနက်ပိုင်းကကြောင်းသွားတာကြောင်းကိုရောက်မလာလို့ဆိုပြီးတော့လိုက်ရှာကြတာမတွေ့ကြဘူးအိမ်မှာပြန်ရှာတော့လေမြောင်းမြဘက်ကိုအလုတ်သွားလုပ်မယ်ဆိုတဲ့အကြောင်းကိုစာရေးထားတာတွေ့ရတယ် ်ပတ်ဝန်းကျင်ကတော့မနက်ပိုင်းမှာအဲ့ဒီကလေးမလေးနဲ့အတူအမျိုးသမီးတုံးနဲ့အတူတူတွေ့လိုက်တယ်လို့ပြောတယ်သူတို့တရုတ်နိုင်ငံမှာအလုတ်သွားလုပ်မဲ့အကြောင်းတွေပြောနေကြတယ်လို့ပတ်ဝန်းကျင်ကကြားတဲ့သူတွေကပြန်ပြီးပြောပြတယ်။သူပျောက်ဆုံးသွားတဲ့ညပိုင်းမှာတော့ဖုန်းလန်းဆက်တယ်။သူသဘောနဲ့သူအလုတ်လုပ်ဖို့လိုက်သွားပါတယ်တဲ့။မဖြိုးကိုလည်းရဲစခန်းမှာမတိုင်ကြဘူးအကြောင်းကြားပြီးတော့ဖုန်းဆက်ပိတ်သွားတယ်။အခုတော့မိသားစုဝင်တွေကရဲစခန်းမှာအမှုဖွဲ့ဖို့လှုံ့ဆော်နေကြတယ်လို့ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းနိုင်ငံအတွင်းကိုတောင်ရင်းမြစ်ကိုဖြတ်ကူးပြီးတော့တရားမဝင်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသား23ဦးကို ထိုင်းနိုင်ငံဗချမ်းကဖမ်းဆီးအရေးယူလိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဖေဖော်ဝါရီလ14ရက်နေ့ည7:00နာရီခွဲအချိန်ကမှထိုင်းမြန်မာချစ်ကြည်ရေးအမှတ်တဲ့တရားအတွက်လုံခြုံရေးယူထားတဲ့ထိုင်းစစ်တပ်ကတရားရဲ့ပတ်ဝန်းကျင်ကိုစစ်ဆေးတဲ့အချိန်မှာတရားမဝင်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသား23ဦးကိုဖမ်းဆီးရရှိခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ဖမ်းဆီးရရှိထားတဲ့တရားမဝင်မြန်မာနိုင်ငံသား23ဦးထဲမှာအမျိုးသား73ဦးနဲ့အမျိုးသမီး10ဦးတို့ပါဝင်ပြီးတောင်ရင်းမြစ်ကိုတရားမဝင်ဖြတ်ကျော်ဝင်ရောက်လာခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီတရားမဝင်ဝင်ရောက်မှုနဲ့ဖမ်းဆီးခံ ားရတဲ့မြန်မာများကိုမဲဆောက်ရဲစခန်းထဲမှာဖမ်းဆီးထားပြီးတော့ဥပဒေနဲ့အမှုဖွင့်ပြီးတော့အရေးယူသွားမှာဖြစ်ကြောင်းတင်ပြရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အချမ်းဖတ်စစ်ကောင်စီကစစ်တပ်နှန်းပေးနေတဲ့တက္ကသိုလ်ကျောင်းသားများအနေနဲ့စစ်မှုထမ်းရန်အလှည့်ကြလာပါကစစ်တပ်ထဲကိုဝင်ရောက်ပြီးတော့စစ်မှုထမ်းရမှာဖြစ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖေဖော်ဝါရီလ10ရက်နေ့ကစတင်ပြီးတော့အချမ်းဖတ်စစ်ကောင်စီကတက္ကသိုလ်များမှာအခြေခံစစ်ပညာနဲ့တမ်းမြင့်စစ်ပညာသင်တန်းများဖွင့်လှစ်ပေးနေပြီးတော့ကျောင်းသားကျောင်းသူများနဲ့ဆရာဆရာမအယောက်1500ကျော်ကိုစစ်တပ်နှန်းပေးနေရမှာအဲ့ဒီသင်တန်းကိုတက်ရောက်နေတဲ့တက္ကသိုလ်ကျောင်းသားများအနေနဲ့စစ်မှုထမ်းရန်အလှည့်ကြလာပါကစစ်တပ်ထဲကိုဝင်ရောက်ပြီးတော့စစ်မှုထမ်းရန်အလှည့်ကြလာပါက စစ်မှုထမ်းတင်တန်းတက်เสียမှာလို့ပဲနဲ့စစ်တပ်ထဲကိုတိုက်ရိုက်သွားပြီးတော့စစ်မှုထမ်းရမှာဖြစ်တယ်လို့သိရပါတယ်။အကယ်၍စစ်မှုမထမ်းလို့သေးပါကယာယီအားဖြင့်ရွှေဆိုင်ခွဲကိုရှောက်ထားနိုင်တယ်လို့ပြောဆိုထားပါတယ်။စစ်မှုထမ်းအလဲကျလာရင်တော့တက္ကသိုလ်ចောင်းသားပဲဖြစ်ဖြစ်အလုံသမားပဲဖြစ်ဖြစ်စင့်ခေါ်ခံရမှာဖြစ်ပါတယ်။အခုမြို့နယ်ကနေပြီးတော့စစ်မှုထမ်းစရင်တွေကနေအလဲကျတတ်မှတ်ပြီးတော့ခေါ်နေတာပါ။တက္ကသိုလ်ចောင်းသားတွေနဲ့အလုံသမားတွေကခိုင်လုံတဲ့အကြောင်းပြချက်နဲ့စစ်မှုထမ်းကာလရွှေဆိုင်ခွဲကိုရှောက်ထားမယ်ဆိုရင်တော့မြို့နယ်ကအတီးပြူပြီးတော့ရွှေဆိုင်ခွဲပြုတ်ထားတာရှိပါတယ်။ အခုတက္ကသိုလ်လေ့ကျင့်ရေးတက်မှာစစ်တင်တန်းတက်ရောက်နေတဲ့တက္ကသိုလ်ကျောင်းသားကျောင်းသူတွေအနေနဲ့ကတော့စစ်မှုထမ်းဖို့အလဲကျလာရင်တော့စစ်မှုထမ်းတင်တန်းတက်ဆရာမလိုတော့ပဲနဲ့စစ်တပ်ထဲကိုတိုက်ရိုက်သွားပြီးတော့အမှုထမ်းရမှာပဲဖြစ်ပါတယ်အဲ့ဒါအတွက်လဲတပ်ဆိုင်ရာတရင်တပ်ဖွဲ့တွေစီမှာတာဝန်ထမ်းဆောင်ယူမှာပဲလို့ရန်ကုန်တိုင်းအတွင်းမှာမြို့နယ်စစ်မှုထမ်းစင်ခေါ်ရေးအဖွဲ့နဲ့တိုက်ရိုက်ဆက်ဆံနေရတဲ့သတင်းအရေးမြစ်ကရှင်းပြထားပါတယ်နိုင်ငံတော်မှာရှိတဲ့တက္ကသိုလ်များကဆရာဆရာမများကျောင်းသားကျောင်းသူများကိုစစ်တပ်ကစစ်တင်တန်းများကိုဖွင့်လှစ်ပို့ချပေးရမှာ ချက်ချင်းစစ်မှုထမ်းရမလို့ဘူးဆိုပြီးတော့စစ်တပ်ကပြောဆိုစည်းရုံးပြီးစစ်တင်နှမ်းများကိုတက်ခိုင်းခဲ့ခြင်းဖြစ်တယ်လို့တင်နှမ်းတက်ရောက်နေတဲ့တက္ကသိုလ်ကျောင်းသားတချို့ကပြန်လည်ပြောပြထားပါတယ်။အခြေခံစစ်ပညာတင်နှမ်းတက်ရောက်နေတဲ့တက္ကသိုလ်ကဆရာဆရာမများကျောင်းသားကျောင်းသူများဟာစစ်တပ်ရဲ့အရန်တက္ကသိုလ်လေ့ကျင့်ရေးတပ်ဖွဲ့ဝင်များအဖြစ်လဲသတ်မှတ်ခံရမှာဖြစ်ပြီးတော့တပ်ဖွဲ့ဝင်များအနေနဲ့ပုံမှန်စစ်မှုထမ်းရအလဲမကျသည့်တိုင်အောင် စစ်တပ်ကအချိန်မရွေးတိုက်ရိုက်ခေါ်ယူပြီးတော့စစ်မှုထမ်းခိုင်းနိုင်တယ်လို့သိရပါတယ်။စစ်တပ်ရဲ့အရန်အင်အားထဲမှာစစ်မှုတန်းဟောင်းတွေပါပါတယ်။ဖောင်ကြီးတက်ရောက်ပြီးသားအစိုးရရရှိတွေပါတယ်။ ်တက်ကတော့လေ့ကျင်ရေးတက်တွေပါပါတယ်အရန်အင်အားတက်ဆိုတာကအချိန်မရွေးတက်မတော်ကအလိုရှိရင်တိုက်ပွဲဝင်ဖို့အတွက်ခေါ်ယူလို့ရတယ်ဒါကတက်ဆိုင်ရာတက်မတော်အုပ်ဗဒီမှာလဲပြဋ္ဌာန်းပြီးသားဖြစ်ပါတယ်လို့စစ်မှုရန်ဟောင်းအရာရှိတဦးကရှင်းပြထားပါတယ်တက်ကတော့ចောင်းသားចောင်းသူများကိုစစ်တန်တန်းပေးနေတဲ့စစ်ကောင်စီကလာမယ့်2025-2026ပညာသင်နှစ်ကစတင်ပြီးတော့အခြေခံပညာကျောင်းတွေမှာစစ်မှုရန်ဥတွေနဲ့ပတ်သက်ပြီးတော့မိတ်ဆက်တင်ကြားခြင်းများကိုလှုပ်ဆောင်မှာဖြစ်တယ်လို့တရင်ပေါ်ပြထားပြီးဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရီးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့လုံခြုံစိတ်ချပြီးစမ်းမပျော်ရွှင်တဲ့ဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ